好就那个地气那边的嘛，那边新的楼面边就拉一了。新本上就那个地气的嘞。老的家他以前牛帮的啊，一一波馒头你三斤的高的，他讲那老的，其他居民不了，老的家的基本上的屋不新的新的屋不得上漏的啊。啊，老地就买新的保障。哎，你妈的，这人五路保幺七零的你你也干啥的？群众面保障，某样群众面然后按你基地的你也保哎，你呀没有过多路啊？ ကိုယ့်အသက်ကိုပေါ့နော်ကိုရဲ့အသက်တွေဗရဏမထားပဲနဲ့ဒီနိုင်ငံသူနိုင်ငံသားတွေကိုဘုံရွာမြို့ဟာနမကတိုင်းမူကြီးဘိုးချုပ်မျိုးမင်းတို့ဒူတိုင်းမူကြီးနော်တိုင်းစီဦးစီးချုပ်တို့တိုင်းဂျီဝမ်တို့အကုန်လုံးပေါ့နော်အခြေခံအရာရှိစစ်တီအရာအားလုံးနဲ့ပေါင်းဆက်ပြီးတော့မှမုံရွာမြို့ကိုနော်အေးချမ်းအောင်တက်မတော်ကာဝေးဦးစီးချုပ်နိုင်ငံတော်နာသာကဝန်ကြီးချုပ်ရဲ့အောက်မှာရှိနေတဲ့တက်မတော်သားတွေဟာအသက်ချွေးခံတာတွေဖေးဆက်ပြီးတော့မှပြည်သူလူထုရဲ့အသက်အိုးရဲ့စူးတင်ကိုကာဝေးနေတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကပြည်သူလူထုတွေသိဖို့အတွက်ကိုကျွန်တော်တို့ကကိုယ့်အသက်ကိုကျော်ဆုံးမှလည်းမိသားစုရှိတယ်တစ်စိမ်းမှလည်းမိသားစုရှိတယ်ဇော်ပွင့်မှလည်းမိသားအဲ့ဒီမိသားစုတွေကို အသက်တွေကိုဗရဏမထားဘဲနဲ့ကျွန်တော်တို့ကပြည်သူလူထုရဲ့ကိုသားပေါ့နော်ဒီမုံရွာမြို့ဟာငြိမ်းချမ်းနေတယ်ကျွန်တော်တို့တော့ဒီလိုသွားလို့လာလို့ရတယ်ဟုတ်လားကျွန်တော်တို့အဲ့ဒါကိုပြသတင်တာဖြစ်တယ်နော်တချို့ကျတော့ဒီ online ပေါ်ကနေပြီးတော့မှာပေါ့ဗျာသိရမလား ဟိုကြီးမဟုတ်ကဟုတ်ကစကားတွေဝါရမိုင်းတိုက်တဲ့အစိမ့်မိအခုလိုဒီဘဲရင်ကဘုံကျဲတဲ့ဖြစ်စဉ်လိုမျိုးတွေပေါ့အဲ့ဒါတွေမဟုတ်ကဟုတ်ကပေါ့နော်ဒီဟိုဘက်ကခွေးတင်မိရာတို့ပါတို့ကတင်းနေပေါ့နော်စကားတွေကိုယုံကြည်ပြီးတော့မှဟိုအယုံကြည်တယ်နဲ့အမသွားရဲတာတွေမလာရဲတာတွေပေါ့နော်အဲ့လိုဖြစ်တယ်အဲ့တော့ဒီနမကမှာအတိုင်းမူဒီတိုင်းမူရောက်ရှိလာတဲ့အချိန်တွေကတို့ပြန်ပြေးဆွဲတာ ਈ နော်အဲအဲ့ဒါတွေဟိုခြုံငင်းသွားတယ်အခြုံငင်းသွားတယ်မိတယ်အတိုင်းမူရတဲ့တရင်ကိုတရင်ရရသလိုတိဆောက်ပြီးတော့မှအအများအဆုံးဒီစစ်စင်ရေးကို operation ကိုဆောင်ရွက်တယ်နော်အဲ့ဒီတော့မုံရမျိုးကငင်းညံ့နေတယ်ငင်းညံ့နေမငင်းညံ့ဘူးကြည့်ချိန်တမှာကျွန်တော်တို့ဒါကျွန်တော်ချင်းချင်းမြင့်လေကောင်မှာ မြစ်လေကောင်မှာနော်မြစ်လေကောင်မှာကျောင်းကြီးကိုနေအောင်ရှိတယ်ဟိုမှာချင်းတွေတရားရှိတယ်နော်ကြည်ကြည်လာမိုးတော်မှာချုပ်နေပါလေပေါ့နော်အဲ့တော့မုံရွာနေပြည်သူလူထုတွေနော်အကြောက်တရားကင်းကင်းနဲ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့နေရဒေသရဲဝင်းကို ပေါ့နော်ပြန်လာပြီးတော့မှစီးပွားရေးတွေလှုပ်ဆောင်မှာအခုကျတော့လက်ဆက်ချမ်းသာတဲ့လူတွေကကိုယ်စလဲတွေနဲ့လွှဲထားတော့မုံရမုံရမျိုးဟာစီကားတင်းတောင်မစီကားတော့ပဲနဲ့အဲသူများရဲ့ပါဇက်မှာလမ်းဆုံးပြီးတော့မှအကြောက်တရားတွေနဲ့ရင်ဆိုင်နေရတယ်အခုဆိုရင်ဒါကျွန်တော်တို့ဆိုတိုင်းပြည်ပြည်တွေအကုန်လုံးကနော်တက်ချင်တဲ့လူတွေရှိတယ် PDF တွေဆိုကျွန်တော်တို့တွေတက်မှာနော်ကျွန်တော်တို့ခုဒါ PDF ရှိနေတဲ့နေရာကိုကျွန်တော်တို့ဒါတက်မလို့ဟိုစီရင်နေပဲကျွန်တော်တို့လိုက်ပြနေတာဒါကကျွန်တော်တို့ကငိမ့်ချမ်းနေဆိုတာကိုပေါ်ဆောင်ခြင်းနဲ့စိတ်တစ်ခုပဲရှိတယ်ကျွန်တော်ဘာမှမရှိဘူးကျွန်တော်တို့ရှိနေမှာအဲ့တော့မြန်မာပြည်အများဆုံးငိမ့်ချမ်းပါသူရှေ့တန်းရောက်နေတဲ့တက်မလို့သားတွေဘေးရနေပြင်းရှင်းပြီးနောက်တန်းအမိသားစုတွေနဲ့အများဆု ချောင်းဦးမြို့နယ်ခင်မွန်ကျေးရွာကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးအသက်20အရွယ်ကိုမျိုးခန့်ကိုကိုကိုနှိပ်စက်တပ်ဖြတ်ပြီးရွာသား20ကျော်ကိုစစ်မှုထမ်းရန်ဖမ်းဆီးသွားစကိုင်းတိုင်းချောင်းဦးမြို့နယ်ခင်မွန်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီး အသက်20အရွယ်ကိုမျိုးခန့်ကိုကိုကိုနှိပ်ဆက်တက်ဖြတ်ပြီးရွာသား20ကျော်ကိုစစ်မှုထမ်းရန်ဖမ်းဆီးသွားကြောင်း6ဦး PDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည့်မေလ13ရက်နေ့ည8:50မိနစ်ခန့်တွင်6ဦးမျိုးရှိအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှစစ်သားများ မြပလဲစီဆိုင်ကိမ်းမှာစစ်သားများနှင့်ခင်မွန်ဘက်စုံချမ်းမှာစစ်သားများပူးပေါင်း၍အင်အားများပြားဖြင့်ခင်မွန်ကြီးရွာအတွင်းကိုစစ်ကြောဝင်ရောက်ကာအသက်20အရွယ်ကိုမျိုးခန့်ကိုကိုကိုဓာဖြင့်မှုန်း၍နှိပ်ဆက်ကာတနက်ဖြင့်ပြစ်ခတ်တပ်ဖြတ်သွားကြောင်းထို့ပြင်နောက်ကြီးရွာသားအမျိုးသားနှင့်ဆက်ကြော်ကိုလည်းစစ်မှုထမ်းရန်ဖမ်းဆီးသွားကြောင်းသိရသည့်အသက်ခံရတာကခင်မွန်ရွာသားကိုမျိုးခန့်ကိုကိုပါအသက်20ဝန်းကျင်အရွယ်ပဲမျက်နှာကိုဓာနဲ့မုန်းပြီးစီရင်စီရင်နဲ့နောက်ဆုံးတနက်နဲ့ပြစ်တတ်သွားတာ ဖမ်းခံရတဲ့သူတွေကအယောက်20လောက်ရှိမယ်အမျိုးသားတွေကြီးပဲခင်မွန်ရွာဆိုတာကစစ်ခွေးထိုင်စခန်းနှစ်ခုကြားမှာရှိတာစစ်ခွေးထိုင်စခန်းကလည်းဟိုဘက်ဒီဘက် မီတာ1000ကျော်လောက်ပဲกว่าတာမိုးရွာမန္တလေးလမ်းမပေါ်မှာရှိတာဆိုတော့သူတို့အမြဲတမ်းဖြက်ချင်တိုင်းဖြက်ဝင်ချင်တိုင်းဝင်လို့ရတဲ့ရွာပေါ့ အခုလဲလမ်းကြောင်းအသုံးပြုဖို့ဝင်တဲ့အနေထားကနေရှောက်တခင်ရွာလေးကိုဝင်တာလမ်းပိုက်တင်မဟုတ်ဖဲနဲ့ရွာရဲ့ရက်ွက်တွေတဲ့အထိဝင်ဆွဲတာဟုချောင်းဦး PDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်အကြမ်းဖက်စစ်တပ်ကတပ်ဖြတ်သွားသည့်ကိုမျိုးခန့်ကိုကိုဤရုပ်အလောင်းကိုယမန်နေ့မေလ14ရက်နေ့တွင်တချိုးလိုက်ကြောင်းဖမ်းဆီးသွားသည့်ခင်မွန်ရွာသားများကိုလည်းချောင်းဦးမျိုးအထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်သွားကဒင်းမတဆင့် ်မေလ14ရက်ညပိုင်းတွင် မုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ကိုးဆောင်လိုက်ကြောင်းသိရသည်